မင်္ဂလာပါခင်ဗျာဆရာကြီးမြတ်တန်းတင်ဘာသာပြန်တဲ့လေလွင့်သူဝိတ္ထုအခန်း20ကို တင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်တော်တော်မူးနေပြီပြင်သစ်မနှစ်ယောက်တချင်းဆိုတာကိုနားထောင်အောင်မယ်ဆိုပြီးမူးမူးနဲ့ထိုင်နေတယ်ဒါပေမဲ့ပြင်သစ်မနှစ်ယောက်ဒီနေ့မလာဘူးဗျစပင်းကောက်ကောက်နဲ့အချောက်လုံးငနေတကောင်ထွက်လာပြီး စန္ဒယာခုံမှာဝင်ထိုင်ပြီးစန္ဒယာတည်တယ်ပြီးတော့အဆိုတော်အစ်စ်တယောက်ထွက်လာတယ်ဘလင်စီယာတဲ့သူထွက်လာပြီးတချင်းဆိုတယ်အဆိုကတော့တိတ်မကောင်းလှပါဘူးအရင်ပြင်သစ်မှနှစ်ယောက်ထက်တော့ကောင်းတယ်ပြီးတော့ဆိုတဲ့တချင်းကလည်းတော်တော်လေးကောင်းတယ်စန္ဒယာကကျွန်တော်ထိုင်နေတဲ့အရက်ကောင်တာရဲ့ဘေးမှာတင်ဆိုတော့ကျွန်တော်နဲ့နီနီလေးရဲ့ ဘလင်စီယာကလည်းအဲ့ဒီနားမှာယက်ဆိုနေတော့ကျွန်တော်နဲ့တိတ်မကွာဘူးပေါ့ကျွန်တော်ကလည်းဘာရမလဲသူ့ကိုစိုက်ကြည့်နေလိုက်တာပေါ့အမေအမျိုးသမီးကကျွန်တော်ကြည့်တာကိုဂယုမစိုက်တဲ့အပြင်ကျွန်တော်ဦးရောင်မမြင်အောင်ဆောင်နေလိုက်သေးတယ်ဗျအမှန်ကမူးနေလို့ကျွန်တော်ကြည့်မိတာပါဒီလိုလှုပ်ဖို့တော့ဘယ်ကောင်းမလဲတခြင်းလဲဆုံးရော အမျိုးသမီးကအခန်းထဲကခတ်တုတ်တုတ်ပြန်ထွက်သွားတယ် ယမကာလေးတစ်ခွက်လောက်တောက်ဖို့တောင်ဖိတ်ချိန်မရလိုက်ဘူးဒါနဲ့ကျွန်တော်ဇပွဲရိုးချုပ်ကိုခေါ်ပြီးအစိုးကျော်ဗလန်စီယာကိုကျွန်တော်ကယမကာတောက်ဖိတ်ပါတယ်လို့ပြောပေးပါလို့ပြောခိုင်းလိုက်တယ်သူကကောင်းပြီလို့တော့ပြောပါရဲ့ဒါပေမဲ့ငနေကြီးကကျွန်တော်ပါလိုက်တဲ့စကားကိုပြန်ပြောမှာမဟုတ်ပါဘူးလူတွေဟာဒီလိုပဲဗျကိုကလူကြုံလို့စကားလေးတခွန်းလောက် တယောက်ယောက်ကိုပြောပြပါဆိုရင်ဘယ်တော့မှပြောပြလို့မရှိကြဘူးကိုလူရေကျွန်တော်ပြောဝဲစားရုံထဲမှာထိုင်လိုက်တာ နိုင်ပြန်တစ်ချက်သာသာလောက်တော့ရှိပြီထင်တယ်လူကလည်းတော်တော်မူးနေပြီမျက်လုံးကလည်းကောင်းကောင်းမမြင်တော့ဘူးဝါကုန်ပြီအရက်ဆိုင်ထဲမှာစူးစူးညံ့ညံ့မလုံမိအောင်တော့ကျွန်တော်သတိထားတယ် စူးစူးညာညာလုံးပြီလို့အသက်ဘလောက်ရှိပြီလဲဘာလဲနဲ့မေးရင် ပြဿနာပေါ်မယ်မဟုတ်လားဒါပေမဲ့ကိုလူကြီးမျက်စိကတော့တော်တော်လေးကိုဝါနေပြီ James ကို ဖုံးဆက်ကြည့်ရမလားလို့ကျွန်တော်စိတ်ကူးရတယ်ဒါနဲ့ B ကိုရှင်းပြီးဘားတွေက ထွက်လာခဲ့တယ်ပြီးတော့ဟိုတယ်တွေကတယ်လီဖုန်းယုံတွေရှိတဲ့ဘက်ကိုရှောက်လာခဲ့တယ် တယ်လီဖုန်းယုံနဲ့ရောက်တော့တိတ်မူးနေလို့ဂျင်းစီကိုဆက်ရင်မကောင်းဘူးဆိုတာတတိယတာနဲ့ဆယ်လီစီကိုဆက်လိုက်တယ်မျိုးလုံးကလည်းဘာမှမမြင်ရတော့ဘူးဗျဆယ်လီရဲ့ဖုန်းနံပါတ်ကိုလှည့်တာအခါ20လောက်လှည့်ယူရတယ်တယ်လီဖုန်းကိုတစ်ဖက်က ကောက်ကင်တာနဲ့ဟယ်လိုလို့អော်လိုက်တယ်အမှန်ကတော့တိုးတိုးပြောတာပဲလေဒါပေမဲ့မူးနေတော့အတန်ကအနာကပ်ပြီးអော်တယ်လို့ဖြစ်နေတာပေါ့ ဘယ်သူလဲလို့တစ်ဖက်ကပြန်မေးတယ်အဖွားကြီးရဲ့အေးဆက်ဆက်အတန်းပြကျွန်တော်ပါ ကော်ဖီပါဆယ်လီနဲ့စကားပြောချင်လို့ပါဆယ်လီအိတ်နေပြီခုပြောနေတာကဆယ်လီရဲ့အဖွားဒီချိန်ကြီးကြမှဘာကိစ္စဖုံးဆက်ရတာလဲဘယ်ချိန်ရှိပြီထင်နေသလဲတိပါတယ်ဆယ်လီနဲ့စကားပြောချင်လို့ပါအရေးကြီးတဲ့ကိစ္စရှိလို့ပါနှိုးပေးပါ အဲ့နေပြီတငယ်ပြောကြရရှိရင်နေဗာမှပြောပါ good night နိုဘေဝါမေကြီးရဲ့ကိစ္စရှိလို့ပါခဏလေးပါတယ်လီဖုန်းကအတန်နစ်တစ်ခုပေါ်လာတယ်ကော်ဖီလာကိုဘာဘာကိစ္စလဲညာကြီးတကောင်ဆယ်လီရဲ့အတန်လေးဘယ်သူလဲဆယ်လီလာဟုတ်ပါတယ်ဘာဖြစ်လို့ဒီလောက်អော်နေရတာလဲမူးနေသလား ဟေးဆယ်လီကိုနာတာလူနေအကျိုးနေကြရင်လာခဲ့မယ်နာတာလူတစ်ပင်တစ်ပင်လဲယူခဲ့မယ်လာခဲ့မယ်နော်ဟုတ်လားနင်သိမ့်မူးနေတယ်ထင်တယ်အိပ်ပါတော့မအိပ်သေးဘူးလားခုဘယ်ကစကားပြောနေတာလဲနင်တယောက်ထဲလားဒီမဆယ်လီနာတာလူအကျိုးညကြရင်ငါလာမယ်နော်နာတာလူတစ်ပင်တစ်ပင်လဲယူခဲ့မယ်ဟုတ်လား အေးပါအဲ့တော့ခုနင်ဘယ်ကနေစကားပြောနေတာလဲဘသူပါသေးလဲဘသူမှမပါဘူးငါတယောက်ထဲရယ်တကူတော့ဖုံးပေါင်တယောက်ထဲကိုလူရေးမူးလိုက်တာကတော့မူးသလားမမင်းနဲ့ဒီမဆယ်လီငါ့ကိုရော်ကီနဲ့လူတွေကဝိုင်းစော်လွတ်လိုက်ကြလို့နင်အသိနော်ဟုတ်လားနင်သိတယ်မဟုတ်လားနင်ပြောတာဘာမှမကြားရဘူး ိတ်တော့လို့ပြောနေတယ်ငါဖုံးချလိုက်တော့မယ်မနှက်ဖာမဆက်နေပါအောင်ဆယ်လီနင့်ဖို့နာတာလူတစ်ပင်တပေရှာခဲ့မယ်ဆိုနာတာလူတစ်ပင်လိုချင်တဲ့ဆိုအေးယူမဲ့အိမ်ပြန်ပြီးအိတ်တော့ဆယ်လီကတယ်လီဖုန်းကို ချသွားတယ် good night ဆယ်လီ good night baby good night ဆယ်လီ city အချစ်တယ်လီဖုန်းထဲကိုကျွန်တော်អော်နေတယ်ဒီလောက်ဆိုကျွန်တော်ဘယ်လောက်မူးနေပြီလဲဆိုတာသိလောက်ရောပေါ့ ကျွန်တော်လဲတယ်လီဖုန်းကိုချလိုက်တယ်ဆယ်လီဟာအချင်းချက်လှုပ်ပြီးအပြင်ထွက်ရာကနေပြန်ရောက်ခါစားပဲရှိသေးတယ်ထင်တယ်သူဘသူနဲ့အချင်းချက်လှုပ်မလဲလန်တို့တွေအင်ဒိုဘာတို့တွေနဲ့ဖြစ်မှာပေါ့လဖက်ရည်ဝိုင်းတောက်ပြီးစကကြီးစကကြယ်တွေပြောနေဟန်ဆောင်ပန်းဆောင်တွေလှုပ်နေကြမှာကိုကျွန်တော်မြင်ရောက်နေတယ် ဆယ်လီကိုဖုံးဆက်မိရင်ကောင်းတာကျွန်တော်ဆိုတဲ့ကောင်ကလည်းမူးရင်အယူကြီးတစ်ပိုင်းပဲတယ်လီဖုန်းယုံထဲမှာအချိန်တော်တော်ကြာကျွန်တော်ရက်နေတယ်လဲကျသွားပြီးမှောက်သွားမစို့လို့တယ်လီဖုန်းကိုကင်ထားရတယ်အမှန်ပြောရရင်တော့ကျွန်တော်အချိန်တွေကတိတ်မကောင်းဘူးနောက်ဆုံးတော့ကျွန်တော်ယောက်ျားသွားရန်အခန်းထဲကိုဝင်လာပြီးလက်ဆေးကြွေစလုံးကိုပိတ်ပြီးရေပိုက်ကိုဖွင့်လိုက်တယ် ရေပြည့်သွားပြီဆိုတော့မှ ရေအေးအေးတဲကိုခေါင်းဆိုင်နှစ်ထားလိုက်တယ်။ခေါင်းကရေတွေပါတွေကိုလည်းမတုတ်တော့ဘူး။ရေတွေကမျက်နှာပေါ်ကိုတဆက်ဆက်ကျလို့ပြီးတော့အခန်းနောက်မှာရှိတဲ့အပူပေးတဲ့ဆက်တစ်တာပေါ်မှာထိုင်းနေလိုက်တယ်။နှွေးသွားတာပဲဗျာ။ကောင်းသလားမမင်းနဲ့။ကျွန်တော်တကောလုံးခိုက်ခိုက်တုံနေရာကအပူငွေလေးရသွားတော့ဟန်ကျသွားတာပေါ့။ တော်တော်ရည်စရာကောင်းတယ်ဗျကျွန်တော်ဆိုတဲ့ကောင်ကမူးပြီဆိုရင်တကိုယ်လုံးခက်ခိုက်တုံးလာတတ်တယ်ကျွန်တော်မှတခြားဘာမှလှုပ်ရှားမရှိတော့ဘူးလေအပူငွေပေးတဲ့တစ်တာကြီးပေါ်ထိုင်ရင်းဂျိုင်းမြင်ဘော်ကအဖြူ၄000ကွက်ကလေးတွေကို ထိုင်ရေတွက်နေမိတယ်ကျွန်တော်တကိုယ်လုံးရေရွှဲရွှဲဆူနေပြီကျွန်တော်ကောင်းဘော်ကဒဂလန်လောက်ရှိတဲ့ရေတွေစီးလာလို့ကော်လာမာယောအင်ဂျီမာယောဘောင်းမီမာယောတကိုယ်လုံးရွှဲရွှဲဆူနေပြီ ဒါပေမဲ့ကျွန်တော်ဂယုမဆိုင်ပါဘူးတိတ်မှုနေတော့ဂယုလဲမဆိုင်နိုင်တော့ဘူးလေဒီတော့မှသဘင်လှိုင်းနှုံလေးတွေနဲ့အချောက်လူလူစန်းနေရဆရာကဝင်လာပြီးမှန်ရှိမှရိုက်ရင်သူ့ကောင်းကသဘင်ကောက်လေးတွေကို ဖြီးနေတယ်သူ့ကောင်းဖြီးရင်ကျွန်တော်တို့နှစ်ယောက်စကားပြောကြတယ်ဒါပေမဲ့ဒီငဲကိုကြည့်ရတာတိတ်ဖော်ဖော်ရွရွမရှိလာဘူးဒီမားပြအကိုကြီး ခမားပြောဝဲစားယုံနဲ့ပြန်ဝင်တော့တချင်းဆိုတဲ့ဗလင်စီယာဆိုတဲ့အမကြီးနဲ့ပြန်တွေ့အောင်မလားအင်းတွေ့မယ်ထင်တယ်တဲ့ငနေကခတ်ဖယ်ပဲဖြစ်တယ်တညလုံးခတ်ဖယ်ပဲလုတ်တဲ့ငနေတွေကြီးတွေ့နေရပါကလားတွေ့ရင်ကျွန်တော်သူ့တချင်းတွေကိုတိတ်ကြိုက်တယ်ဆိုတာပြောလိုက်စမ်းပါဗျာစပွဲတို့ကိုပြောလိုက်ပေမဲ့ဒီငနေကပြောမှာမဟုတ်ဘူးညီလေးအိမ်ပြန်มาတော့လား မင်းအသက်ဘယ်လောက်ရှိပြီလဲ86နှစ်ဗျသူ့ရှင်တွေကိုကျွန်တော်တိတ်ကြိုက်တယ်ဆိုတာပြောလိုက်ပါနော်ပြောလိုက်မယ်မဟုတ်လားငါညီအိမ်ပြန်ဖို့ကောင်းပြီထင်တယ်ရပါတယ်ဗျအကိုကြီးတီးတဲ့ဆန်းနရလက်တံကလည်းကောင်းမှကောင်းပြအမှန်ကတော့ကျွန်တော်ဒီငနေကိုမြှောက်ပြောလိုက်တာတကယ်ကတော့သူ့ဆန်းနရလက်တံကခြားသလားမမင်းနဲ့ မရကရုပ်လဲဖြောင်းတယ်ဆန်နီယာဒီလဲကောင်းတယ်ရုပ်ရှင်နဲ့ဝင်ဖို့ကောင်းတယ်ခမရစပင်မျိုးကလည်းခက်ရှားရှားရယ်မန်နေဂျာလေးပါလိမလိုဘူးလားညီလေးအိမ်ပြန်တော့လေကွာပြန်စရာအိမ်ရှိဘူးဗျတကယ်ပြောတာပါ ခမရမှမန်နေဂျာတို့ဘာလို့မလိုဘူးလားကျွန်တော်ကိုသူဘာမှမဖြေတော့ဘူးငနေကအပြင်ထွက်သွားတယ် ။ဇပင်းကိုလက်ကလေးနဲ့တသားသာလှုပ်ပြီးထွက်သွားလေရဲ့။စထရလီတာနဲ့တူလိုက်တာ ရုံဖြောက်ဖြောက်ငနေတွေဟာဒီလိုကြီးပဲထင်ပါရဲ့။သူတို့ကြည့်လိုက်ရင်ဇပင်းလေးကိုတအနေရာကြီးပဲ။ကျွန်တော်ကလည်းဒါမျိုးဆိုရင်အလွန်မုန်းပဲ။အပူငွေတစ်တာကြီးပေါ်ကဆင်းပြီးအုတ်ထုတ်တွေထားတဲ့အခန်းလေးတက်ကိုကျွန်တော်ဝင်လာခဲ့တယ်။အလိုကျွန်တော်ငုံနေပါလား။ ။ဘာဖြစ်လို့မှန်းတော့မသိဘူးဗျ။ဒါပေမဲ့စိတ်ညစ်ပြီးတယောက်တည်းအထီးကျန်ဖြစ်နေလို့ထင်တာပဲ။အုတ်ထုတ်တွေအင်းကြီးတွေထားတဲ့အခန်းထဲရောက်တော့ကျွန်တော်အိတ်ထဲကနံပါတ်ကပ်ပြားကိုရှာကြည့်တယ်မရှိတော့ဘူး။ဒါပေမဲ့အင်းကြီးတွေထားတဲ့အခန်းကကောင်မလေးကသဘောကောင်းပါတယ်။ကျွန်တော်ထားပစ်ခဲ့တဲ့အင်းကြီးရောကျွန်တော်ဝယ်လာတဲ့ရှာလီဘင်းရဲ့ဓာတ်ပြားရောပြန်တွေ့တယ်။ကောင်မလေးကသဘောကောင်းတာနဲ့ ျွန်တော်သူ့ကိုဒေါ်လာပေါက်စုပေးတယ်ဒါပေမဲ့ကောင်းမလေးက မယူဘူးဗျအိမ်ပြန်ပြီးအိတ်ဖို့ပြောနေတယ်ကျွန်တော်ကအားတဲ့နေ့မှာသူနဲ့တွေ့ဖို့ချိန်တယ်ဒါပေမဲ့သူကလက်မခံဘူးသူကကျွန်တော်အမေလောက်ရှိပြီတယ်လေဒီတော့ကျွန်တော်ကလည်းခေါင်းမှာပေါက်နေတဲ့သပင်းမြူကိုပြပြီးကျွန်တော်အသက်42နှစ်ရှိပြီလို့ပြောလိုက်တယ် အမကြီးကသဘောကောင်းရှာပါတယ်ကျွန်တော်အုတ်ထုတ်အနီလေးကိုလဲကျွန်တော်ခေါင်းပေါ်မှာစောင်းပေးလိုက်တယ်အုတ်ထုတ်လေးကိုသဘောကျတဲ့တည်းလေကျွန်တော်ဇပင်းမှာရေရွေစူနေတော့မြင်မကောင်းလို့ထင်ပါရဲ့ကျွန်တော်ခေါင်းပေါ်ကိုစောင်းပေးလိုက်တယ်အမကြီးကမဆိုးရှာပါဘူးအပြင်ရောက်တော့ဘယ်လိုဖြစ်သွားသလဲမသိဘူးတော်တော်လေးအမှုပြေသွားတယ် ါပေမဲ့အေးသလားမမေးနဲ့ပြောချမ်းလိုက်အေးလိုက်တာသွားတွေမေးတွေခက်ခိုက်တုံးနေတာပဲမေးတွေတုံပြီးသွားချင်းရိုက်နေတယ်မေးချင်းမရိုက်အောင်လုပ်ပင်မဲ့မရဘူးမေဒီဆင်ရိတ်တာလမ်းဘက်ကိုထွက်လာပြီးဘတ်စ်ကားစောင့်နေမစောင့်လို့မရဘူးလေကျွန်တော်မှဘက်ဆန်သိမ့်မကြံတော့ဘူးတက္ကစီတို့ဘာတို့ကို မစီးနိုင်တော့ဘူးဒါပေမဲ့ဒီတော့ဘတ်စ်ကားကိုတော့သိမ့်မစီးချင်ဘူးဗျာပြီးတော့ခက်တာကဘယ်သွားရမလဲဆိုတော့လဲကျွန်တော်မသိဘူး ဒါနဲ့ကျွန်တော်လည်းပန်းချံဘက်ကိုခြေချင်းလျှောက်လာခဲ့တယ်။ပန်းချံထဲကိုသွားမယ်။ပန်းချံရောက်ရင်ဒီအချိန်မှာဘဲကလေးတွေဘာလုပ်နေသလဲဆိုတာကြည့်မယ်။ဒီနောက်တဝိုက်မှာရှိသေးသလားဆိုတာရှောက်ရှာမယ်။ပန်းချံကတိတ်တော့မွေးပါဘူး။အေးလေတခြားကိုသွားစရာမရှိတော့ဘူးလေ။ဒီနေ့ညဘယ်မှာအိပ်ရမလဲဆိုတာလည်းမသိသေးဘူး။ဒီတော့ပန်းချံဘက်ကိုပဲလျှောက်လာခဲ့ရတာပေါ့။ မောတော့မမောပါဘူးဒါပေမဲ့ချမ်းလိုက်တာကတော့မပြောနဲ့တော့ပန်းညံတဲ့ကိုရောက်တော့ပြဿနာတက်တော့တာပဲညီမလေးဖီဖီဖို့ဝယ်လာတဲ့ဓပြားကအစိတ်90လောက်ကျွဲတော့တယ်ဓပြားကတော့စက်ကူအိတ်ကြီးထဲမှာထည့်ထားတာပဲဒါပေမဲ့ဘာဖြစ်လို့ကျွဲသွားလဲမသိဘူးကျွန်တော်ငိုချင်လိုက်တာဗျာတေးသေးချာချာလက်ကကင်လာခဲ့တာဘာဖြစ်လို့ကျွဲသလဲမသိဘူး ဒါနဲ့ကျွန်တော်ဓာပြားခွဲတွေကိုစက်ကူအိတ်ထဲကထုတ်ပြီးကျွန်တော်ကိုအင်းကြီးအိတ်ထောင်ထဲကိုထည့်လိုက်တယ်။ဓာပြားခွဲတွေဟာဘာမှအတုံးမကြတော့ပါဘူး။ဒါပေမဲ့လွတ်မပြစ်ချင်ဘူးဗျာ။ကျွန်တော်ပန်းညံထဲကိုဝင်လာခဲ့တယ်။ကိုလူရဲ့ပန်းညံထဲမှာမှောင်မဲလို့ဗျာ။ကျွန်တော်ဟာနယူးယောက်မှာမွေးတာပါ။မြို့လေပန်းညံကြီးကိုကျွန်တော်လက်ဖမိုးကိုတည်တယ်လို့ကျွန်တော်ကောင်းကောင်းသိတာပေါ့။ကျွန်တော်ငယ်ငယ်တုန်းကစကိတ်စီးနေကြ ဘတ်စကယ်စီးနေကြဒါပေမဲ့အဲ့ဒီညတုန်းကကံကလေးကိုရှာလို့မတွေ့ဘူးပြို့ဘယ်နေရာမှာရှိတယ်ဆိုတာကျွန်တော်ကောင်းကောင်းသိပါတယ်ပန်းညံရဲ့တောင်ဘက်ပိုင်းမှာရှိတာပေါ့ကျွန်တော်သိသိတာပေါ့ဒါပေမဲ့လုံးလုံးရှာလို့မရပဲဖြစ်နေတယ်ကျွန်တော်ထင်တာတည်းမူးနေပြီထင်တယ်ကျွန်တော်လည်းပန်းညံထဲမှာဆက်လျှောက်နေတယ်ညကမောင်တစ်ထက်မောင်လာပြီးလူကလည်းရှင်းတစ်ထက်ရှင်းလာတယ် ရှင်းစိုပန်းညံနဲ့ရောက်မှလူရဲလို့တယောက်မှကိုမတွေ့ရတော့ဘူးလူရှင်းတော့ဝမ်းသာလိုက်တာဗျာဝမ်းသာလိုက်သမှဖြစ်နိုင်ရင်မိုးဘော်ကိုတမိုင်လောက်မြင့်သွားအောင်ထခုံလိုက်ခြင်းတယ်နောက်ဆုံးတော့ကံလေးကိုတွေ့တယ်ဗျရေကန်ထဲမှာရေခဲတဲ့အပိုင်းကခဲနေပြီးရေမခဲတဲ့အပိုင်းကကျန်နေသေးတယ်သို့တော့ကံထဲမှာဘဲကလေးတွေကိုတော့မတွေ့ရတော့ဘူးရှာလိုက်ရတာတကောင်းမှမတွေ့ရတော့ဘူး ရေဇက်နားမှာအိတ်နေကြသလားမြက်တော်ထဲမှာပဲအိတ်နေကြသလားတော့မသိဘူးဒီလိုနဲ့ရှောက်ရှာရင်ခလုတ်တိုက်ပြီးလဲမလို့ဖြစ်တာနောက်ဆုံးတော့တိတ်မပောင်တဲ့နေရာကခုံနှမ်းလေးတစ်လုံးပေါ်မှာကျွန်တော်ထိုင်ချလိုက်တယ်ကိုလူရေးချမ်းလိုက်တာမှခက်ခက်ကိုတုံးနေတာပဲခေါင်းမှာအုတ်ထုတ်ကလေးစောင်းထားပေမဲ့အုတ်ထုတ်နဲ့လွတ်တဲ့နောက်စီကသပင်လေးတွေမှာရေတွေတင်ပြီးခဲနေသလားလို့တော့ထင်မိတယ် ဒီမှာတင် ကျွန်တော်တော်တော်စိတ်သက်ကြသွားတယ်ငါတော့နမိုနီးယားဖြစ်ပြီးတေတော့မှာပဲလို့ထင်လိုက်မိတယ်ကျွန်တော်အတုဘကိုလူတွေအများကြီးလာကြမှာပဲလို့ကျွန်တော်စိတ်ကူးကြည့်တယ်ဘတ်ကားစီလာရင်လမ်းနံပါတ်တွေကိုအတန်အတွက်ဖတ်လာတတ်လိရှိတဲ့ဒက်ထရိုက်ကကျွန်တော်အဖိုးလဲလာမှာပဲကျွန်တော်ဒေါ်လေးတွေလဲလာမှာပဲကျွန်တော်ဒေါ်လေးတွေကလဲအများကြီးဗျ90လောက်ရှိမယ် ပြီးတော့တော်တော်စိတ်ပြတ်ဖို့ကောင်းတဲ့ကျွန်တော်ဝမ်းခွဲညီကိုမောင်နှမတွေလည်းလာကြမှာ။နဲတဲ့ဆွေတွေမျိုးတွေမဟုတ်ဘူး။ညီလေးအဲလီစုံနှုံးကလည်းသူတို့လာကြတယ်လေ။လာဆိုရှိသမျှဆွေမျိုးကိုကုံပါရော။အဲ့ဒီတော့ကဗဇက်ကအာဘုံနဲ့ထွက်တဲ့ယောဂါရနေတဲ့ကျွန်တော်အတော်လဲလာတယ်ဗျ။ညီလေးလောင်းကိုကြည်ပြီးသူတေဘုံကအေးချမ်းလိုက်တာအိပ်ပျော်နေသလိုပဲလို့ပြောတာလဲကြားရသေးတယ် ဒါကတော့ကျွန်တော်အကို DB ကပြန်ပြောလို့သိရတာပေါ့အဲ့ဒီတုန်းကကျွန်တော်ကဒီအိမ်မှာမရှိဘူးဆေးရုံပေါ်မှာပဲရှိသေးတယ်လက်ကျိုးလို့ဆေးရုံတက်နေရတာလေဘာပဲဖြစ်ဖြစ်ကျွန်တော်ခေါင်းပေါ်မှာရေတွေတီးရာက ခဲနေတော့နမိုနီးယားတို့ဘာလို့ဖြစ်ပြီးတင်မာကိုကြောက်နေတယ်အဖေနဲ့အမေကိုလည်းတနာနေတယ်အထူးသဖြင့် အမေကို ပို့ပြီးတနာတယ် အမေဟာအဲလီဆုံးလို့တောကဖြစ်ရပူရတဲ့အထဲမှာတဘူပေါ်နှစ်ဘူးဆင့်ဖြစ်နေရှာမှာပေါ့အမေဟာ ကျွန်တော်အဝေးစားလေးတွေကျွန်တော်အားကစားပစ္စည်းလေးတွေကိုမလုပ်ရမှန်းမသိပဲရောင်းချာချာဖြစ်နေမှာကိုမြင်ရောင်းနေတယ်တခုတော့တေချာတာက အမေဟာ ကျွန်တော်အတုဘကိုညီမလေးဖီဖီလာခွင့်ပြုမှာမဟုတ်ဘူးညီမလေးကငငယ်လေးရှိသေးတာကိုကျွန်တော်မှဖြေးစရာဆိုလို့ဒီတစ်ချက်ပဲရှိတယ် ကျွန်တော်ဆွေမျိုးတွေဟာကျွန်တော်အတုဘကိုလိုက်ပို့ကြမယ်။တင်းညာရောက်ရင်လက်ဘကတိုင်ပေါ်မှာကျွန်တော်နာမည်ကိုထိုးမယ်။ကျွန်တော်ဘေးမှာလဲလူတွေကြီးပါပဲလား။ဟုတ်တယ်ကိုလူ ခမားသေးရင်လဲဒီလိုပဲ။လူတွေက အလောင်းကိုလှလှလေးပြင်ပေးကြမှာ။ကျွန်တော်ကတော့ဓာရီကိုတိတ်မလို့ခြင်းဘူးဗျာ။ကျွန်တော်သေးရင်မြစ်ထဲသာမျောပြလိုက်။ဒါမှမဟုတ်တနေရရာမှာမြုပ်ပြလိုက်ရင်ကောင်းမယ်ထင်တာပဲ။တင်းညာကြီးထဲမှာတော့မမြုပ်စေခြင်းဘူး။ ရက်လဲတဲ့နေ့ကျရင်လူတွေလာပြီးကျွန်တော်ရင်ဘတ်ပေါ်မှာပန်းစည်းတွေပန်းငွေတွေတင်အောင်မယ်တေးပြီးတော့မှဒီပန်းတွေကိုဘယ်သူက လိုချင်တော့မှလဲဗျဘယ်သူမှလိုချင်မှမဟုတ်ဘူးရတ္တိဥရုတာယာတဲ့နေ့တွေမှာဆိုရင်အဖေနဲ့အမေဟာညီလေးအယ်လီရဲ့အုပ်ကူကိုတွားပြီးပန်းစည်းတွေပန်းကင်တွေချလိရှိတယ်ကျွန်တော်လည်းအဖေတို့အမေတို့နဲ့အတူနှစ်ခေါက်လောက်လိုက်သွားဘူးတယ် ဒါပေမဲ့နောက်တော့မလိုက်တော့ဘူးဗျာဒီတင်းချမ်းကြီးထဲမှာကျွန်တော်ညီလေးလဲလျောက်နေတော့ကို ကျွန်တော်မြင်ရတာစိတ်မချမ်းသာဘူးဘေးမှာလူသေးတွေအုတ်ဂူတွေပတ်လဲဝိုင်းလို့နေတာတဲ့နေ့တွေမှာဆိုရင် တော်ပါသေးရဲ့ဒါပေမဲ့မိုးရွာနေရင်တော့တော်တော်ဆိုးတယ်တင်းချမ်းသွားတော့မိုးရွာတာကို ကျွန်တော်နှစ်ခါကြုံမှုတယ်မိုးပေါက်တွေကသူ့အုတ်ဂူလေးပေါ်ကိုကျလို့ သူ့ရဲ့မြေပေါ်မှာပေါက်နေတဲ့မျက်ပင်လေးပေါ်ကိုကြလို့အိုးအတင်းကြီးတစ်ခုလို့မိုးရေတွေဆိုလို့အတင်းကြီးကို လာကြည့်တဲ့လူတွေကလည်းမိုးရွာတော့ကားတွေစီကိုတရောတော့ပါပြေးကြတာပေါ့အဲ့ဒီရှုခင်းကိုမြင်ရတော့ကျွန်တော်တိတ်ဆိတ်ဆိုးတယ်ဗျာမိုးရွာလာတော့ကားတွေပေါ်တက်ကားထဲမှာပါလာတဲ့ရေဒီယိုကိုဖွင့်ပြီးတနေရရာကိုညစာစားထွက်သွားကြတယ်ကျန်ရခဲ့တဲ့သူဆိုလို့ကျွန်တော်ညီလေးအလီတယောက်တည်းရှိတယ် ဒီရှုခင်းကိုကျွန်တော်မကြည့်ချင်ဘူးကျွန်တော်ညီလေးအဲလီဟာခန္ဓာကိုယ်ကသာမြေပုံထဲမှာရှိပြီးသူ့ဝိညာဉ်ကတော့ကောင်းငင်ပုံမှာရှိတယ်ဆို။ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့စကားတွေကိုကျွန်တော်သိပါတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ညီလေးကိုဒီလိုပြစ်ထားတာကိုတော့ကျွန်တော်မကြည့်ရဘူးဗျာ။ညီလေးဒီမှာမရှိရင်တိတ်ကောင်းမှာခမရကတော့ကျွန်တော်ညီလေးကိုသိမှာမဟုတ်ဘူးဒါပေမဲ့သိရင်ခမရလည်းကျွန်တော်လိုပဲခံစားရမှာပါ။ နေတာတဲ့နေ့တွေဆိုရင်ဒီလောက်မဆိုးလှပါဘူးမိုးရွာတဲ့နေ့ဆိုရင်တိတ်ဆိုးတာပဲခတ်တာကနေမင်းကလည်းသူသားချင်းနဲ့နေကြမှတိမ်ကြားတဲ့ကထွက်လာပြီးတရတ်တာမျိုးခဏနေတော့ကျွန်တော်နမိုနီးယားဖြစ်မှာညီလေးကိုမိုးရည်တဲ့ပြစ်ထားရတာတွေကိုမိပြောက်သွားအောင်ဆိုပြီးကျွန်တော်မှာကြံတဲ့ပက်ဆံကိုရေတွက်နေမိတယ် လမ်းပေါ်ကမှုံမှုံရီရီအလင်းရောင်ထဲမှာကျွန်တော်ပတ်စံတွေကို ထုတ်ပြီးရေတွက်နေမိတယ်။ကျွန်တော်မှာဒေါ်လာ3ပြားရယ်မတ်စိ5စိရယ်ဆယ်ပြားစိတစ်စိရယ်ပဲကျန်တော့တယ်။ကိုလူရေပင်စေเจ้าကထွက်လာကြတဲ့ကကျွန်တော်ဟာစီးစိမ်တစ်ခုလုံးကိုကုံအောင်၃ဖြုံပြစ်ခဲ့ပါဘကော။ရေခဲနေတဲ့ရေကန်လေးနားထလာပြီး ကျွန်တော်လက်ထမ်းမှာကြံတဲ့မတ်စီ၅စီရယ်ဆယ်ပြားစီတစ်စီရယ်ကိုကန်နေပြစ်ချလိုက်တယ်။ဘာကြောင့်မှန်းတော့မသိဘူးပြစ်တော့ချလိုက်တာပဲ။ကျွန်တော်စိတ်ထဲမှာနမိုနီးယားဖြစ်မှာတေးမာကို ကြောက်ပြီးအဲ့ဒီစိတ်တွေပျောက်သွားအောင် ပြစ်ချလိုက်မိသလားတော့မပြောတတ်ဘူး။ဒါပေမဲ့အဲ့ဒီစိတ်တွေလည်းပျောက်သွားပါဘူးဗျာ။ကျွန်တော်ကနမိုနီးယားဖြစ်ပြီးသေရင်ညီမလေးဖီဖီတယောက်ဘယ်လိုများနေမလဲမသိဘူး။ ဒီလိုတွေးတာဟာခလေးတော်ဆန္နာပေါ့လေဒါပေမဲ့မတတ်နိုင်ဘူးဒီလိုသာဖြစ်လာရင် ကျွန်တော်ညီမလေးဟာ တော်တော်ဆွေးမှာညီမလေးကကျွန်တော်ကိုတိတ်ချစ်တာကျွန်တော်ကိုတိတ်တန်ရောစင်ကြီးရှာတာဘာဖြစ်လို့မှမသိဘူးအဲ့ဒီအတွေးဟာခေါင်းထဲကဖြောက်လို့မရပဲဖြစ်နေတယ်အကောင်းဆုံးကတော့အိမ်ကိုအသာလေးပြန်ပြီးညီမလေးနဲ့တွားတွေ့ရရင်ကောင်းမယ်ထင်တယ်အိမ်ကိုတိတ်တိတ်ကလေးပြန်သွားမယ်ပြီးတော့ညီမလေးနဲ့တွေ့ပြီး အဲ့ဒီအကြောင်းကိုပြောမယ်ဒါပေမဲ့ခက်တာကကျွန်တော်တို့အင်ရှိဒကမကြီးကအတန်သိမ့်မိတယ်တိုက်ကတိုက်ဟောင်းကြီးမဟုတ်လားအိမ်ငါးဌာနကအကြီးကျယ်ရမှုကလည်းငပြင်းကြီးတိမ်လုံးကြိုးကြိုးကြည်ကြည်မြည်နေတာပဲတကားကြီးမြည်လို့အဖေတို့အမေတို့နိုးလာရင်ဘယ်နဲ့လုံးမလဲမတနိုင်ဘူးလေအိမ်ကိုပြန်မယ်လို့ပဲဆုံးဖြတ်လိုက်တယ်ဒါနဲ့ကျွန်တော်ပန်းညံတဲ့ကထွက်ပြီး အိမ်ဘက်ကိုရှောက်လာခဲ့တယ်။ခြေချင်းရှောက်ရတာပေါ့ဝေးတော့မဝေးပါဘူး။ကျွန်တော်ကလည်းမမောသေးပါဘူး။မူးလည်းမမူးတော့ဘူး။ချမ်းတော့တိတ်ချမ်းသာပဲဗျ။လမ်းမပေါ်မှာလဲလူသူဆိုလို့တယောက်မှမရှိတော့ဘူး။